ဒီပါဗျာမကြီးရွက်ကိုအချင်းတိတ်တာတဲ့မကြီးချင်းလောက်တာထင်ပါတယ်ဒီပါဗျာကံကြီးတွေတဲ့ကိုသူတို့ကခြေောက်ကြီးတွေနဲ့နင်းတာဗျာဒီမှာမကြီးရွက်တွေကိုကျမ်းမြေပေါ်မှာထားပြီးတော့တာမန်တလင်းပေါ်မှာတင်ပြီးတော့ဒီမှာခြေောက်တွေနဲ့နင်းတာနာရှင်းမှုလည်းမရှိဘူးဗျာတော်တော်ညစ်ပတ်ပါတယ်အမှဗျာကံကြီးတွေထဲမှာမကြီးရွက်တွေထည့်ပြီးခြေောက်တွေနဲ့နင်းချိုင်းချွေးတွေကအောက်ကိုစီးကြဟာ ဒါမကြီးချင်းလောက်တာတဲ့သူတို့ကဒါမကြီးရွက်တွေကိုဒီလက်ဖက်လာမသိဘူးเนาะကျွန်တော်လက်ဖက်တွေလောက်တဲ့အထဲမှာထဲ့တာလေဖြစ်နိုင်နေဗျဒါတော့သူများစီပွားရေးကိုကျွန်တော်ဒုံးနဲ့ထိုးတာမဟုတ်ပါဘူးဒီလိုမျိုးတန်ရှင်းမှုမရှိဘူးဒီထက်ပိုပြီးတော့တန်ရှင်းအောင်ဘယ်လိုလုပ်ရမလဲဒါမျိုးလေးတွေစဉ်းစားရမှာဗျာနော်လွယ်လွယ်ပဲဗျာရောင်းရရင်ပြီးရောအဲ့လိုပုံစံမျိုးနဲ့သာလုပ်နေရင်တော့စားသုံးသူတွေအတွက်ကတော့မလွယ်ဘူးဗျာယောဂတွေရမှာပဲ ဒီမှာစားမဲ့သူများစားမဲ့ဟာတွေကိုခြေအောင်ကြီးနဲ့နင်းပြီးတော့လှုပ်တာကြီးကတော်တော်ဆိုးပါတယ်ဗျာနော်တခြားနီးနဲ့လှုပ်လို့မရဘူးလားဗျာအဲ့တော့ဒီခြေအောင်ကြီးနဲ့မှနင်းမှပဲရမှာလားအမဇီဒီထုတ်လို့ရပါလို့ဇီဒီထုတ်လို့ရသပြေဝိုင်သပြေဝိုင်ဇီဒီဝိုင်ထုတ်လို့ရပါလို့ ဒါကတော့စောနာတော့မကြီးရဲ့နင်းတာထဲကိုပိုးပြီးစိုးသွားပြီးတော့ခြေောက်ကြီးနဲ့နေမှာကြည့်ပါအောင်ဗျာဒီစည်းဝိုင်းလောက်တာရတယ်ဗျာနော်ဒီစည်းဝိုင်းလောက်တာကိုခြေောက်ကြီးနဲ့နင်းပြီးတော့လောက်တယ်ရဲ့ဗျာနော်ဒီလောက်တောင်ညစ်ပတ်တာဗျာသဘာဝအော်ဂနစ်ဖြစ်တဲ့တန်ရှင်းလက်သက်မှုရှိတာ ့သိအောင်ပြောမယ်အခုဒီမှာဒီစီဘုံကိုအချိန်30ရှိတယ်မွေတသိမ်းမဲ့ပေးပါဆိုပြီးတော့ကျမဝယ်လိုက်တယ်အခုအိမ်ရောက်တော့စီကိုပြန်ချိန်မယ်ဆိုပြီးလှုပ်လိုက်တော့စီကရေရေကြီးပဲဖြစ်နေတယ်အယောင်တရားဟဲ့မှာစိုးစဲနေနဲ့စိုးထားတယ်နော်ဝယ်မိမှစိုးလို့ပြောတာအတူအတူတွေဖြစ်နေတယ်နောက်အကြော်တယ်ကျမတို့အကြော်လုပ်ငန်းလုပ်တယ်နောက်အကြော်တွေတမားတွေအကြော်တမားတွေအလိမ်မိမှာဆိုလို့ကျမတို့ကစေတနာနဲ့ပြောတာ ဒီလိုတပုံးမျိုးပုံးပြေပါကျွန်တော်တို့ကတော့အောက်ဆိုက်ရလို့ရောင်းတာပါဆိုပြီးလာပြောသွားတယ်အဲ့ဒီလူကစိုင်းကင်နဲ့ဒါမဲ့ဗမာနေလဲဆိုတော့ကျွန်မလည်းမသိဘူးအကျော်သမားနှံ့တယ်မြောင်အဲ့လိုလိုက်ရောင်းနေမှာဆိုလို့ရက်ွက်ထဲကလူတွေရောအကုန်လုံးသိအောင်ပြင်ညာပေးတာဟဲ့မှာသေးရေရေတွေကိုလောက်ထားပြီးတော့စီပါဆိုပြီးတော့လာရောင်းသွားတယ်ဝယ်မိမှာဆိုလို့ သိတဲ့လူတိုင်းကပြန် share ပေးပါနောက်လူတွေနောက်လူတွေသိအောင်လို့ထပ်ပြောပေးပါကျမမလို့အလိမ်မခံရအောင်လို့ကျမကလည်းတနေ့လုံးမှတနေ့စားတာဒီသသိန်းဒီယူသွားတဲ့လူတန်ဘူးတန်ရေခဲစားမှာနော်ကျမကောင်းကောင်းရင်မြတ်တာပို့တယ် သူဆိုင်ရနဲ့ပို့တာဆိုင်ကမမောက်စေနဲ့ကားနဲ့ပို့ရင်ကားမမောက်ပါစေနဲ့ကျမရတဲ့ပတ်စံသသိန်းရအလဲကားရထားတာမဟုတ်ဘူးတနေကုန်ချွေးတဲ့သွင်းနဲ့ရေးပြီးမှရထားတဲ့ပတ်စံနဲ့ဒီပတ်စံကအခုဒီမှာကျမကိုရေးတယ်ကိုသသိန်းနဲ့လောက်သွားတယ်နောက်လူတွေကျမလိုမျိုးဖြစ်မှာစိုးလို့ကျမပြောတာပါဟုတ်ကဲ့ဟုတ်ကဲ့ဒီအားလည်းတော်တော်စိုးပါတယ်ဗျာနော်ပြင်ပြင်ပန်းပန်းနဲ့ရိုးရိုးသားသားလှုပ်ရှားနေတဲ့လူတွေကိုမှလိန်ရက်တယ်ဗျာနော် ဒါမျိုးမရှိစင်းရဲသားလေးတွေပုံမှာလာလိန်တာဗျာလူတွေတော်တော်ကိုယုံပါတယ်လူတွေနော်မဟုတ်ဘူးမမကြီးကန်းလမ်းမခဲ့တာမစပါဘူးဟိုနေရိုက်ဟာဩဘကိုးကဘကိုးကဘကိုးရွှေသားလျောင်းကဝယ်လာတဲ့ယိုကိုမျိုးဘူးအပြည့်ကြီးပါတာအပြည့်ကြီးပါတာနဲ့ဒီမကြီးရဲ့ဩအပြည့်ကြီးပါတာတန်တယ်ပေါ့ဆို ပြီးတော့တပုကို3000 3000နဲ့ဩတန်တယ်တန်တယ်ဆိုပြီးဝယ်ချလာကြည့်ပါအောင်အောက်မှာဘာကြီးလဲလို့ဘာကြီးလဲလို့ကြည့်ပါအောင်ကြည့်ပါအောင်ဘာကြီးလဲလို့ ကိုဟိုကောက်လေမင်းကမင်းကဘာကြီးလဲကြည့်ပါဦးချက်ထူကြီးထဲတာလာတယ်ကတိပါကြီးညံကောင်းတယ်နော်စီးဝိုင်းမှာတော့ညံကောင်းကြတယ်ကတိပါကြီးမကောင်းတဲ့နေရာမှာတော့ညံတွေကတော်တော်ပြေးကြတယ်မြန်မာတွေပဲဗျာနော်ကတိပါကြီးကျဲဖုန်းကိုတခြားရိုက်မင်းကကတိပါကြီးမင်းမင်းကကတိပါကြီးကျဲဘလို့ဂျင်းထည့်ပြီးရောင်းရမလဲကတိပါကြီးကိုကြွကြွလေးနဲ့ထည့်ပြီးတော့ဘလို့ဘလို့ရုပ်မှားပြီးရောင်းရမလဲဂျင်းထည့် ဘလို့လို့အမြတ်ထွက်မလဲအဲ့လိုမျိုးတွေပဲစဉ်းစားနေတာဘုရားကြပါနဲ့ဘုကိုဖျောက်ဘုကိုကိုသွားရင်မကြက်ကတူပြားကြီးကြားပါတာနေနေလေငါပဲမမြင်တာလားဖုံးပဲဖုံးလာတာတော့မသိဘူးဖုံးလာရေးအဲ့ဒါလေးမလေးဒါလေးကိုဒါမဟုတ်အဲ့ဒါကြည့်ချွတ်သားလေးရောင်းဖျားရှိရအရွက်သေးရှိရဘောအကျက်စီလေကျုပ်ကကျက်ကျက်တွေပုံမှာသလိုမျိုးအဲ့ဒါလေးမကြက်ကိုမလေးကတူပြားကြီးကိုနဲတာကြီးမဟုတ်ဘူးဂျိုကြီးနဲတာကြီးမဟုတ်ဘူးကြား ျွန်တော်တို့မြန်မာလူမျိုးအများစုကလေဒေရောက်ပြီဆိုရင်လူသူတစ်ပါးပေါ်မှာဘလို့ဂျင်းထည့်ပြီးရောင်းရမလဲဒီလိုဂျင်းထည့်လိုက်ရင်ဒီလိုမြတ်မယ်ဒါတွေပဲစဉ်းစားပြီးရောင်းတာနော်မကောင်းတဲ့ဘက်မှာတော့တော်တော်တော်ကြပါလေတော်ကြပါပြီတဲ့နော်အဲ့ဒါကခုကြီးမိတယ်ကြက်အကြီးပဲဟုတ်လားကြလေးတော့ဝယ်တာလေးတော့အမှားထားဖို့သားပါဗျာဂျင်းဂျင်းဂျင်းနေစပယ်လင်းနေမှာကြည့်ပါဩကတ်သူပြားကြီးတော်တယ်ဗောကြည့်ရထည့်ပြီးတော့ဒီတိုင်းမခံတာလို့ဟုတ်ပါလေ ါကကြတော့ကွန်းရကြိုက်တဲ့သူတွေအတွက်ပါတဲ့ဒီမှာကွန်းရလောက်တာကိုခြေတော်ကြီးတွေပေါ်တင်တယ်နော်ခြေတော်ကြီးတွေပေါ်တင်ပြီးတော့လောက်တာနော်တော်တော်လေးညစ်ပတ်ပါတယ်ဒါမျိုးတွေကြတော့မလောက်တင်ဘူးနော်တက်ဆန်ရှင်းရှင်းလေးလောက်ကြတယ်မှာဗျာနော်ခြေတော်ကြီးတွေပေါ်တင်ပြီးတော့လောက်တာတော့ခြေတော်ကြီးတွေနဲ့နင်းတာတော့မဖြစ်တင်ဘူးဗျာဘာဖြစ်လို့လဲဆိုဒါတွေကကျွန်တော်တို့ကပါသက်နဲ့စားရမှာဗျာနော်တချို့စားတာတွေကဘိုက်သေးဝင်တာလीဘိုက်သေးထည့်ရမှာဒါမျိုးခြေတော်ကြီးနဲ့နင်းတာတွေဟာတွေကိုတန်ကားတွေကစားရင် ဘလို့နေမလဲတင်းသားကြီးလေငရဲတွေလည်းကြီးပါတယ်ဗျာနော်ဒါကလည်းနောက်တစ်မျိုးပဲနော်မြစ်လောက်တာနိမမြစ်လုပ်ငန်းနဲ့နော်မြစ်ချင်းလောက်တာထင်းတယ်နော်မြစ်ချင်းလောက်တာတယ်ဗျာနော်မတန်ရှင်းဘူးနော်ဒီမှာလူတွေကိုဆင်းပြီးတော့ကန်ကြီးတဲ့ကိုလူတွေဆင်းပြီးတဲ့ဘလို့တွေလောက်တာလည်းမသိပါဘူးဗျာတတန်ရှင်းရှင်းလေးများလောက်ကြတယ်မှာနော်ဟောမြစ်ချင်းနဲ့စားချင်းလာတဲ့ကြိုက်တော်သူတွေအတွက်တီးတန့်ထုတ်လုပ်နေပါတယ်တ ျောင်းနိုင်ငံရဲ့ထုတ်လုပ်မှုတွေကတန်တန်ရှင်းရှင်းလေးနဲ့လူတွေလည်းတန်တန်ရှင်းရှင်းနဲ့စားသိကျင်တာเนาะလူတွေကိုယောဂမျိုးစုံနဲ့မဖြစ်သေးကျင်တော့ဘူးဒါကြောင့်မို့ထုတ်လုပ်မှုပိုင်းတွေမှာတန်တန်ဆုံးတန်တန်ရှင်းရှင်းလေးလုပ်ကြပါလို့စေနာပပါလီလုပ်ကြပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်เนาะဒီ၆ကိုကတော့ဆက်သားကြောက်ဆက်သားကြောက်ဆိုပြီးပြောရတာတနေ့တနေ့ပြောရတာတော်တော်လေးကိုမောလာပြီပေါ့နော်အဲအဲ့လိုလည်းပြောမရောချင်တော့ဘူးဒါကတော့အမှန်ကတော့အမှန်တကယ်အစ်စ်အမှန်ကတော့ဒီ သားလေစိတ်သားချောက်ပါเนาะစိတ်သားချောက်ရှိတယ်ကျမစီမှာအမဲချောက်ရှိတယ်နှမျိုးပဲရတာပေါ့เนาะဆက်သားဆိုတာကတကယ်ကိုရှာပပစ္စည်းပါလုံးဝမရပါဘူးပစ္စည်းရလေအဲဒီလိုပစ္စည်းတွေကိုဒါပေမဲ့ကျမစီမှာလာဝယ်နေကြကကတွေအကုန်လုံးကကျမကစိတ်သားချောက်လို့ပဲပြောရောင်းတယ်အမဲချောက်တော့မဟုတ်ဘူးပေါ့เนาะအမဲချောက်ဆိုအမဲချောက်တီးတန်တစ်ခုရှိတယ်ပေါ့เนาะအဲအဲ့လိုမျိုးရှိပါတယ်เนาะအဲအဲ့ဒါလေးကိုတစ်ချက်လေးပြောပြချင်လို့ပါကဲအမျိုးတွေအမျိုးတွေဒီမှာ ေလေကြောက်ကြမ်းဖရားကဝဲလာတာနှမ်းပြနှမ်းပြကလေးအဲချစ်စရာလေးအထူးကြီးပဲတော့ဆိုပြီးတော့ခက်တိတိပဲဝဲလာဓမ္မကြီးရင်းမိသွားတယ်အမျိုးတွေဒီမှာဖောက်လိုက်တာဓမ္မကြီးဒီလိုလေးအဲစားခြင်းစရာလေးဒီမှာဒီမှာခေါင်းလောင်းလေးတော့ခေါင်းလောင်းလေးခေါင်းလောင်းလေးတစ်ခုလုံးအပြည့်လာလို့တို့ကဒီလိုလေးမှောက်ထားတာ ဒီလိုလေးမောက်ထားတာနှမ်းပြကလေးကိုအဲအထူကြီးပဲတော့နှမ်းပြလေးစားကျင်စရာလေးဝယ်လာတာဒီလိုလေးဒီလိုလေးကျွန်တော်ဒီဗီဒီယိုတင်လို့လဲသူများစီးပွားရေးကိုပျက်စီးစေလို့လဲဆန္ဒမရှိပါဘူးသူများစီးပွားရေးပျက်စီးပါစေတော့ဆိုတဲ့ဆန္ဒနဲ့ကျွန်တော် တင်တာမဟုတ်ပါဘူးကျိုးနိုင်ငံရဲ့ထုတ်လုပ်မှုတချို့ကတန်ရှင်းမှုလေးတွေလိုတယ်ဆိုတာကိုတင်ပြခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေဒီဗီဒီယိုကိုကြည့်နေတယ်ဒီလိုမျိုးထုတ်လုပ်မှုတွေလုပ်နေတယ်ဆိုရင်အတက်နိုင်ဆုံးတန်ရှင်းအောင်လုပ်ပြီးပါစေနာပါပါလေးနဲ့လုပ်ပြီးပါလို့ပြောချင်ပါတယ်နော်တောက်ဆိုချင်ပါတယ်